မင်္ဂလာပါရှင်ကျမဒီမှာကညွတ်ပင်လေးတွေကိုဒါပြသနေခြင်းဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်ဒီကညွတ်ရောင်စုံလေးတွေဒါသူ့ရဲ့ရောင်စုံလေးတွေကဒီမှာမယန်းလေးနဲ့ခလေရအဖြူဝင်လေးပါရှင်နောက်တခါဒီကညွတ်ပင်လေးတွေကို ကျမတို့တွေရှေ့မှာပေါ့နော်ဒါကတော့အဖြူပင်လေးဖြစ်ပါတယ်ရှင်ဒါကညွတ်အဖြူလေးပါအဲအဲ့ဒီကညွတ်ရောင်စုံလေးတွေကို ဒါအိုးလေးတွေနဲ့လည်းအလှဆိုင်လို့ရပါတယ်ရှင်။ဟွန်းနောက်ပြီးတော့ကျွန်တော်တို့ဒီလူမျိုးပေါ့နော်။ဒီရှေ့မှာ ပုံဖော်ပေါ့အိမ်ရဲ့ဒီဝရဏမှာပုံဖော်တာပဲဖြစ်ဖြစ်အိမ်ရှေ့ရဲ့ landscape ပေါ့နော်။မိရဲ့မြေပြင်ကိုပုံဖော်တာပဲဖြစ်ဖြစ်ဒီပင်လေးတွေကိုပုံဖော်ပေးလို့ရပါတယ်။ तू ကနွေရာသီမှာလည်းဒီပင်လေးတွေဟာဖြစ်ပါတယ်။ तू ကရာသီသုံးပါးလုံးကိုဒါနေအောင်ရလို့ရှိရင် ါဝေဝေဆာဆာနဲ့အပွင့်လေးတွေอ่ะပေါ့เนาะဒါတကယ်အင်မတန်ကိုပဲပွင့်တဲ့အပင်လေးလေးဖြစ်ပါတယ်ရှင်။ရောင်စုံရှိပါတယ်ဖြူလေးတွေရှိတယ်မယန်းလေးတွေရှိတယ်အနီရောင်လေးတွေရှိတယ်။နောက်အဲ့မယန်းရောင်ကိုပါပဲဆက်ပြီးတော့ဆက်ထားတာလေးတွေနောက်တစ်ခါအနီရောင်လေးတွေပန်းရောင်ဖြော့ပြော့လေးတွေအစုံရှိပါတယ်ရှင်။အဲသူတို့တွေရဲ့အရောင်လေးတွေကိုပုံမတောက်ပပြီးလှစေခြင်းနဲ့ဆိုရင် အဲဘာလုပ်ပြရအောင်ဆိုတော့ကျွန်တော်တို့လေစံစေးကြီးညတိတ်ကြီးကိုလောင်းပြရပါတယ်ဒါဆိုအယောင်လေးတွေကပို့တောက်ပါပါတယ်ရှင်အဲဒီလိုမျိုးအယောင်လေးတွေနဲ့ပေါ့နော်ဒါမိမိစိုက်လို့တဲ့အိုးလေးတွေမှာပုံဖော်ပြီးတော့လဲစိုက်လို့ရတယ်မြေပြင်ပေါ်မှာလဲစိုက်လို့ရတယ်အိုးလေးတွေနဲ့လဲစိုက်လို့ရတယ်အဲအဲ့လိုမျိုးလေးတွေပေါ့နော်မြေပြင်ပေါ်မှာလဲချစိုက်တယ်အိုးလေးတွေလဲစိုက်တယ်ဒီလိုမျိုးစိုက်ပြိုးတာကို ရိုးသွားပြီဆိုရင်လေကျမတို့လေဟိုခြေကလေးတွေနဲ့လေအိုးလေးတွေကိုခြေကလေးတွေနဲ့ချိတ်ဆွဲပြီးတော့လဲစိုက်ပျိုးလို့ရပါတယ်အဲဒီလိုမျိုးပေါ့မိမိကြိုက်နေတဲ့အရာလေးတွေကိုရဟနာပေါ်မှာပေါ့နော် ပုံဖော်ပြီးတော့ဒီလိုမျိုးချိတ်ဆွဲပြီးတော့လဲစိုက်လို့ရပါတယ်ဟဲမိမိနှစ်သက်တယ်လို့မိမိစိတ်ထဲမှာဒါပုံဖော်ခြင်းတယ်လို့ပုံဖော်ပြီးတော့စိုက်ပျိုးလို့ရတယ်။အင်မတန်လဲစိုက်ပျိုးရလွယ်ကူတဲ့အပင်လေးတွေပါ အဲဒီပင်လေးတွေကဘယ်လိုမျိုးပွားတော့ဆိုလို့ရှိရင်ကျမတို့ဒီအပွင့်လေးတွေပွင့်ပြီလို့ရှိရင်သူကအသီးလေးတွေတီးတာတယ်အဲအသီးလေးတွေကတစင်းထက်ပြီးတော့မျိုးပွားတာပါအဖြူလေးတွေကြီးလည်းတန်တန်းလုံးစိုက်ထားလို့ရှိရင်လည်းလှတာပဲအနီရောင်လေးတွေကြီးစိုက်ရင်လည်းလှတယ်အဲ့လိုမျိုးပဲနဲ့ပေါ့နော်ရောင်စိန်ရောင်စုံလေးတွေစုပြီးတော့ပေါ့နော်အဲရောင်စုံလေးတွေစုပြီးတော့သူတိုက်ပြိုးလို့ရှိရင်လည်းခုလိုမျိုးလေးလှပါလေရှင်ဒါလေးကတော့ဝရဏနာမှာစိုက်ထားတဲ့ပင်လေးပါ အဲသူ့ကိုပုံဖော်ပြီးတော့လိုသလိုဒါလေးကတော့ဖြူလေးပါရှင်လိုသလိုပုံဖော်လို့ရဒါအနီလေးကိုချိတ်ဆွဲထားရင်းဖြစ်ပါတယ်အဲအဲ့လိုမျိုးပေါ့နော်မိမိနှစ်သက်ရာ live ပုံဖော်ပြီးတော့စိုက်ပြူးလို့ရတယ်ဆိုတာလေးကိုဒါပြပြခြင်းဖြစ်ပါတယ်ရှင်ကျေးဇူးတူအားလုံးကိုကျေးဇူးပါရှင်